မင်္ဂလာပါရှင်အာဟာရဖြစ်စေပြီးတော့စားလို့အရန်ကောင်းတဲ့ပဲလိပ်ပြန်နှစ်နည်းလေးမျှဝေပေးကြပါရရှင်ပဲလိပ်ပြန်နိုးစီဘူးနဲ့သုံးဘူးသုံးတာပါတယ်ပဲလိပ်ပြန်လေးကိုအခုလိုမျိုးအခွန်လေးတွေခွာထားလိုက်ပါမယ်ရှင်ပဲလိပ်ပြန်ကိုအခွန်မခွာဘဲနဲ့ဒီတိုင်းမဲ့ချက်တာမျိုးလဲတွေ့ဘူးပါတယ် အခွန်ခွာပြီးတဲ့ပဲလိပ်ပြားတွေကိုတော့တန့်သွားအောင်လို့ရေနဲ့နှစ်ခေါက်လောက်ဆေးပစ်လိုက်ပါမယ်ရှင်။တခြားလိုအပ်တာတွေကတော့ကြက်သွန်နေကြီးကြီးတူ၊ကြက်သွန်ဖြူရှစ်မွာလောက်နဲ့စူးပုပ်ရွက်အနည်းငယ်လိုအပ်ပါတယ်ရှင်။အရင်ဆုံးအိုးတဲကိုစီလေးထည့်လိုက်ပါမယ်။ပဲနှက်လေးချက်မှာဖြစ်လို့စီကိုအရင်နဲ့လိုတော့မရပါဘူးရှင်။စီလေးပူလာပြီဆိုတာနဲ့ကြက်သွန်နေအရင်ဆုံးထည့်ကျော်ပေးပါမယ်။ ကြက်သွန်နီလေးနွမ်းလာပြီဆိုရင်တော့ကြက်သွန်ဖြူထည့်လိုက်ပါမယ်ရှင်။အနံ့လေးမှွေးလာပြီဆိုရင်တော့ဆက်နွင်းမုတ်ထည့်လိုက်ပါမယ်ရှင်။ခနာလောင်းမှွေပြီးပြီဆိုတာနဲ့ရေစစ်ထားတဲ့ပဲလိပ်ပြားလေးထည့်လိုက်ပါမယ်ရှင်။ကျက်သွန်စီတဲ့နံ့လေးတွေပဲလိပ်ပြားလေးဝင်သွားအောင်လို့ခဏလောက်မှွေပြီးပြီဆိုတာနဲ့ ပဲလေးပြန်လေးဤသွောင်းလို့ရေလေးထည့်ပြီးတော့အဖုံးလေးအုပ်ထားပေးလိုက်ပါမယ်ရှင်။ပဲလေးပြန်ကအရန်နူးညံ့သလို အနူးမြန်တဲ့ပဲဖြစ်လို့အချိန်အကြာကြီးချက်စရာမလိုပါဘူး။15မိနစ်လောက်မီးအနေတော်လေးနဲ့အဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်ပြီဆိုတာနဲ့ပဲလေးပြားလေးကနိုးသွားပါပြီရှင်။ ီနေရာမှာပဲလေးနှက်သွားပြီဆိုတော့မှအရာသာထည့်ပေးပါမယ်။အရာသာအတွက်တော့ကြက်သားမှုတ်လေးအနေငယ်နဲ့စားအနေငယ်ထည့်လိုက်ပါမယ်ရှင်။ပဲလေးပြာလေးတွေကြေသွားမှဆိုလို့အရင်မှွေတာမျိုးမလုပ်ပါဘူး။ရေလေးခန်းကန်နေပြီဆိုရင်တော့စူးပုတ်ရွံနွတ်နူလေးတွေအုပ်လိုက်ပါမယ်ရှင်။ ပဲလိပ်ပြာကိုအရေတောက်ပုံစံလေးချက်မယ်ဆိုရင်တော့ရေမြများလေးထည့်ပြီးတော့ရေလေးစူလာတာနဲ့စူးဖို့ရလေးအုပ်လိုက်လို့ရပါတယ်။ကျမတော့ရေခန်းလေးနှက်မှဖြစ်လို့အခုလိုမျိုးရေခန်းကန်လေးချိန်ချမှစူးဖို့ရလေးအုပ်တာဖြစ်ပါတယ်ရှင်။စူးဖို့ရနေရာမှာ မုံညင်းရွက်တို့ မုံညင်းခြင်တို့အစရှိသဖြင့်ကိုကြိုက်နှစ်သက်တဲ့တမျိုးမျိုးခတ်လို့လည်းရပါတယ်။စူပုတ်ရက်လေးကြက်သွောင်းအောင်လို့ခဏလောက်မှွေပေးပြီးပြီဆိုတာနဲ့မီးလေးပိတ်လိုက်လို့ရပါပြီရှင်။ ဲလိပြာရဲ့အရာသားကအယံကိုစိတ်ပြီးတော့စားလို့လဲတအားချိုပါတယ်။အာဟာရလည်းအယံဖြစ်တဲ့ပဲဖြစ်ပါတယ်ရှင်။ပဲလိပြာကိုအခုလိုမျိုးနှက်စားလို့ရတယ်လို့အရေတောက်ပုံစံချက်စားလို့လဲရပါတယ်။နောက်တစ်ခုကတော့စီမြမြလေးနဲ့ဒီပဲလိပြာလေးကိုကျွတ်နေအောင်ကြောပြီးတော့လက်ဖက်တုပ်တွေပါတွေနဲ့ထည့်စားလို့လဲရပါတယ်ရှင်။အာဟာရလေးဖြစ်ထမင်းနဲ့အယံမိန်စေတဲ့ပဲလိပြာနှက်လေးချက်စားကြည့်ပါရှင်။ အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်